မြောင်မြအားထားကချောင်းမှာကျောင်းသူအချင်းချင်းအုပ်စုဖွဲ့အနိုင်ကျင့်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတာဝန်ကျအတန်းမှန်ဆရာမတွေနဲ့ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင်သွားရောက်ဖြေရှင်းပေးခဲ့ပေမယ့်အုပ်စုဖွဲ့အနိုင်ကျင့်သူတွေကကျောင်းဆက်တက်ခွင့်ရပြီးပိုက်ရိုက်ခံခဲ့ရတဲ့ကျောင်းသူမိန်းကလေးကတော့ကျောင်းဆက်မတက်ရဲတော့တဲ့ဖြစ်စဉ် မင်္ဂလာပါပရိသတ်ကြီးရှင်မြောင်းမြမြို့အထက်က6ចောင်းမှအចောင်းသူတအူးကိုတခြားသောအចောင်းသူ3 4 5ယောက်တို့ကပားရိုက်ခြင်း၊စပင်ဆွဲခြင်း၊ထိုင်းကြော်ခိုင်းခြင်းအစားရှိတဲ့အုပ်စုဖွဲ့အနိုင်ကျင်းမှုများလှုပ်ဆောင်နေတဲ့ဗီဒီယိုတစ်ခုလူမှုကွန်ရက်ပေါ်မှာထွက်ပေါ်လာခဲ့ပြီးမိဘတွေရဲ့စိုးရိမ်မှုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ចောင်းတာဝန်ရှိသူတွေကဖြည့်ရှင်းပေးမယ်ဆိုပြီးပ ਾਇ ရိုက်ခံရသူចောင်းသူရဲ့အိမ်ကိုမြောင်းမြမြို့နယ်ပညာရေးမှုမြောင်းမြအာထာကချောင်းမှာចောင်းအောင်ဆ ਿਆ မကြီးနဲ့ဆ ਿਆ ဆ ਿਆ မများပ ਾਇ ရိုက်ခဲ့သောចောင်းသူနှုတ်တို့လိုက်ပါလာခဲ့ပြီးလာရောက်တောင်းပန်ခဲ့ကြတယ်လို့သိရပါတယ်ဒါပေမဲ့ဒီလိုတောင်းပန်တာကိုတော့ဗီဒီယိုရိုက်ထားမယ်လို့မိသားစုဘက်ကပြောတာကိုလက်မခံပေ။ညနာတွေကို ဖုံးအုပ်ပြီးတော့အ мян ပြန်သွားခဲ့ကြတယ်လို့လည်းသိရပါဗျ။ လက်ရှိမှာတော့အကြောင်းတွေကပြန်ဖွင့်နေပြီဖြစ်ပြီးအောက်စုဖွဲ့အနိုင်ကျင့်ပြီးတော့ပ ਾਇ ရိုက်ခဲ့ကြတဲ့အကြောင်းသူအလုံးကမြောင်းမြအားထကားချောင်းမှာကျောင်းဆက်တက်လျက်ရှိပြီးပ ਾਇ ရိုက်ခံရသူအကြောင်းသူကတော့ကျောင်းဆက်မတက်ရဲတော့လို့အခုလက်ရှိအချိန်အထိကျောင်းမတက်ရသေးဘူးလို့လည်းသိရပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးသွားရောက်ဖြေရှင်းပေးခဲ့တဲ့ပညာရေးမှူးနဲ့ကျောင်းအုပ်ဆရာမကြီးတို့ကတော့အောက်စုဖွဲ့အနိုင်ကျင့်ပားရိုက်တာတွေသပင်ဆွဲတာတွေလုပ်ခဲ့တဲ့အကြောင်းသူတွေကိုကျောင်းထုတ်လို့မရကြောင်းပြောဆိုသွားတယ်လို့လည်းသိရပါတယ်။ အရှိုက်ခံရတဲ့ကျောင်းသူမိန်းကလေးဘက်ကတောင်းဆိုထားတာကတော့ပါရိုက်ခဲ့သူနှစ်ဦးအပြင်ဗီဒီယိုရိုက်ခဲ့သူများထိုအဆုမှာပါဝင်ခဲ့သူများအလုံးကို ပြန်တောင်းမှန်ပေးရန်ပါအရိုက်ခံရသူကျောင်းသူလေးကျောင်းပြန်တက်နိုင်ဖို့အဆိုပါကျောင်းသူတွေကိုမြောင်မြအားထားကချောင်းမှာတခြားကျောင်းသူပြောင်းရွှေ့ပေးရန်စားတဲ့အချက်နှစ်ချက်ပဲတောင်းဆိုခဲ့တာလို့သိရပါတယ် ဒါပေမဲ့မြောင်းမြမျိုးနယ်ပညာရေးမှုနယ်ကျောင်းအုပ်ဆရာမကြီးကတော့အဆိုပါအချက်နှစ်ချက်ကို လာရောပေးနိုင်ခြင်းမရှိဘဲညှိနှိုင်းမှုတွေသာပြုလုပ်ပေးနေတာဖြစ်တယ်လို့လည်းသိရပါတယ်။အခုလက်ရှိအချိန်အထိတော့အုပ်စုဘွဲ့အနိုင်ကျင့်မှုကိုကျွလွန်ခဲ့ကြတဲ့အကြောင်းသူတွေကကြောင်းဆက်တက်ခွင့်ရနေကြပြီးပ ਾਇ ရိုက်ခံခဲ့ရတဲ့နှစ်နာသူကြောင်းသူကတော့အခုချိန်အထိကြောင်းဆက်မတက်ရဲပဲပုံမှန်နှစ်နာမှုတွေနဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ ပါရိုက်ခံရပြီးသပင်ဆွဲခံရတဲ့အကြောင်းသူရဲ့မိသားစုဝင်တွေကတော့အခုလို ဖြည့်ရှင်ပုံကိုလက်ခံနိုင်စရာအကြောင်းမရှိဘူးလို့လည်းပြောကြားထားတာပဲဖြစ်ပါတယ်။